နိဥပရိဒါစက်တည်းခိုကိုးခံပုံကိုဖြစ်နေပါစေသဘောတရားအချုပ်အခြေကင်းတဲ့ကိုပိုင်ဘဝမှာ အခြေခံသူဖြစ်ခြင်းရင်ကိုတိုင်ကခိုကိုးခံပုံကိုဖြစ်နေဖို့လိုအပ်တယ်လူတွေအတွက်ကိုဟာအမြဲမစိုးလိုအပ်နေသူဖြစ်နေရမယ်ကိုမပါရင်မပေးနိုင်တဲ့အနေအထားမျိုးရောက်နေဖို့လိုတယ်အာကိုးခံဖြစ်မှအချုပ်အခြေကင်းတဲ့ဘဝနဲ့လွတ်လပ်စွာနေနိုင်လိမ့်မယ်လူတွေရဲ့ပျော်ရွှင်ခွင့်အားရခွင့်ကျေနပ်ခွင့်အားလုံးဟာကိုမပိုင်ရင်မဖြစ်နိုင်မရှိနိုင်ပဲ ခုကိုကန်နေရာမှာအရာအလုံးချုပ်ကင်ထားမှာအထူးကြောက်ရွံ့စိုးရင်ပွဲမလို့ပဲရှင်တန်နိုင်လိမ့်မယ်ကိုအားကိုကိုတောက်အောင် လုံးဝမတင်ပေးပါနဲ့ကိုလည်းကိုချင်နဲ့လွတ်သွားခဲ့ရင်တံပြန်ထိုးနဲ့ကန်ကြောက်ကြလိမ့်မယ်ဤစဉ်အမြင့်ဆုံးသောဩဇာအာဏာအရှင်ဝါဆိုတာက ကိုအလိုရှိသည့်အတိုင်းလူတွေကိုစေခိုင်းနိုင်ခြင်းဖြစ်တယ်လူတွေကိုချောက်เสียရမြောက်เสียရမလို့ပဲကိုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်သွားအောင် လုံနိုင်ပြီဆိုရင် ကိုအရှင်ဝါကသူမတူထူးခဲ့တဲ့အနေထားရောက်နေပြီဖြစ်တယ် အဲ့ဒီလိုအနေထားမျိုးရောက်နိုင်အောင်လုံးလို့ရတဲ့နီလန်ကတော့တမျိုးပဲရှိတယ်အဲ့ဒါကတော့အမိအခုမကင်းတဲ့ပေါင်းသင်ဆက်ဆံရေးတွေတိစောက်ထားခြင်းပါပဲကိုသခင်ကိုအရှင်ကကိုဝင်ဆောင်မှုတွေကိုမဖြစ်မနေလိုအပ်နေတယ်ဆိုပါစို့လုပ်ငန်းဆောင်တာတွေကိုကိုယ်တိုင်လုပ်ဖို့အတွက်ခွန်အားမရှိတော့ပဲတပားသူရဲ့အကူအညီမဖြစ်မနေလိုအပ်နေတဲ့အနေထားရောက်နေတယ်ဆိုပါစို့အဲ့ဒီလိုမဟုတ်ပဲကိုမမပိုင်ရင်အလုံးမဖြစ်တော့တဲ့အခြေအနေမျိုးရောက်နေခဲ့ရင်အရေးပါအရာရောက်သမျှလုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍတွေကအစအောက်ခြေသိန်းအလုတ်တာဝန်ဝတ္တရားတွေအစုံအလုံးအပေါ်ခြေလေခွင့်အပြည့်အဝရသွားလိမ့်မယ်ဒါဆိုရင် ကို့အပေါ်အာကိုအားထားပြုလာရပြီးကိုမအပတတိတသန့်ယက်တီဖို့မဖြစ်နိုင်တော့သလိုအစားထုတ်ဖို့လည်းမဖြစ်နိုင်တော့တဲ့အစုံမှာကိုသာလင်တစ်ဖက်လည်းအရှင်သခင်ဖြစ်သွားမယ်အဲ့ဒီလိုအမိကုံမကင်းတဲ့အနေသားမျိုးဖန်တီးနိုင်မှသာကိုအစင်ကဘလောက်ပဲအောက်ဆုံးထိရောက်နေပါစေတပန်းတာနေလိမ့်မယ်အောက်ကနေပြီးအပေါ်လူလုံးနိုင်မယ် ကျိုးစွဲနိုင်တဲ့ရုပ်သေးရှင်ဖြစ်သွားလိမ့်မယ်။တခင်ကိုပလင်နောက်ကနေစေနိုင်တဲ့အစီခံလိုအာနာနဲ့လုတ်ပိုင်ခွင့်အစ်စ်ကိုပိုင်ဆိုးသူဖြစ်ခွင့်ရလိမ့်မယ်။ဒီနေရာမှာအထူးမှတ်ဖို့လိုတယ်။ဩဇာအာနာအရှင်ဝါဆိုတာကို အမိကိုကင်းနိုင်တိုင်းအပြည့်အဝရနိုင်မယ်လို့လူတွေထင်ထားတတ်ကြတယ်။တကယ်တော့လုံးဝမဟုတ်ပါဘူး။အရှင်ဝါဆိုတာက ပုဂ္ဂိုလ်တဦးတည်းနဲ့ပြည့်ပြည့်ဖြစ်ပေါ်တည်ရှိလာတဲ့အရာမဟုတ်ပဲလူမှုအတိုင်းအမြုံကိုအခြေတည်ပြီးဖြစ်ပေါ်လာရတဲ့အရာဖြစ်တယ်။ဒါကြောင့် ဩဇာအာဏာအရှင်အဝါကိုလိုလားသူတိုင်းအပေါင်းအသင်းရှိရမယ်။မေရင်းဆွေကောင်းရှိရမယ်။ရန်သူကောင်းရန်ပတ်ကောင်းလည်းရှိရမယ်။မဟာပိလဲဖွဲ့ထားရမယ်။ကိုယ့်အပေါ်မိကိုအားထားတဲ့တပည့်တပန်းတွေလည်းစုဆောင်းထားရမယ်။ကိုမမပိုင်ရင်အလုံးမဖြစ်တဲ့ဖွေကြားသခင်တွေကိုလည်းလက်ကင်ထားပြီးလူသည်များဖြစ်လာအောင်ဖန်တက်ရမယ်။ကိုယ့်အနေထားကအရေးမပါတဲ့နေရာမျိုးရောက်သွားခဲ့ရင်သိကြတယ်။ကိုယ်ထက်ငယ်ရွယ်သူဖြက်လက်သူတက်ကြွသူဈေးဘောသူတွေနဲ့ချက်ချင်းအစာတို့ခံရလိမ့်မယ် အဲ့ဒီလိုအခွင့်အလမ်းမျိုးမပြီးမိပါစေနဲ့လူတွေအတွက်ကိုကအရေးပါနေသူဖြစ်နေပါစေလူတွေအနေနဲ့ကိုမပါရင်မဖြစ်တဲ့အနေအထားမျိုးရောက်အောင်ကြိုးစားထားပါကိုနေရာနဲ့အနေအထားကိုချင်းချောက်လာနိုင်တဲ့ပြိုင်ဘက်တွေ ပေါ်လာရင် ကိုသခင်မမြင်ခင် ကိုဘက်ကအရင်ကြိုရှင်းထုတ်တတ်ရမယ်နေရာဆိုတာယူတက်မှရတာပါအရေးချင်းရှိတိုင်းလဲနေရာမရနိုင်သလိုစမ်းရှိတိုင်းလဲအလုံးမဖြစ်ပါဘူးခိုကိုကံပုံကိုဖြစ်နေပြီးအားထားလို့ရနိုင်တဲ့အသုံးကျသူဖြစ်အောင်မှလဲနေရာကောင်းမှမြဲနိုင်တာဖြစ်တယ် နေရာကောင်းရောက်တော့လို့စိတ်ကြလက်ကြနေနိုင်ပြီဆိုပြီးမပေါ်လိုက်ပါနဲ့ကို့အနေထားကမဖြစ်မနေအာကိုအားထားရမယ့်အခြေအနေမျိုးမရောက်မချင်းအစားထိုးခံရနိုင်တဲ့အတုံးကြသူအရေးကြီးသူအရေးပါသူလိုအပ်သူဖြစ်နေပါစေညံကြီးသူဖြစ်နေစရာမလိုပါဘူးပါရမီရှင်မှနေရာကောင်းရနိုင်တာမဟုတ်ပါဘူးလူတွေနဲ့ရှင်ရင်အတုံးကြပြီးအရေးပါသူဖြစ်ရင်ပဲနေရာကောင်းရောက်သွားနိုင်ပါတယ်ဒါကြောင့်ကိုယ်တခင်ရဲ့အမြင်မှာကိုဟာပါရမီရှိပြီးအရေးပါအရာရောက်တဲ့အတုံးကြနေသူဖြစ်အောင်အယုံသွင်းထားပါ ရှင်ရင်းစွဲအရေးချင်းနဲ့ကိုရီကိုသွေးတွေကိုအမျက်မပြတ်တိုးတက်အောင်လေးလာစည်းဘူးကြီးကြံအားထုတ်ပါ ကိုသခင်တဲ့တာသူမြတ်သူထူးသူတွေရဲ့အမြင်မှာကိုဟာမဖြစ်မနေလိုအပ်နိုင်မဲ့သူမျိုးဖြစ်နေမှလက်ရှိအနေထားတဲ့မြင့်တဲ့နေရာမျိုးကောင်းတဲ့ကောင်းတဲ့နေရာမျိုးကိုအရောက်တလန်းနိုင်မှာဖြစ်တယ်တကယ်လို့ကိုရဲ့လက်ရှိနေရာအနေထားကအထင်ကြီးစရာလည်းမရှိသလိုအရေးမကြီးဘူးဆိုရင်အရေးပါအရာရောက်တဲ့ပုံကိုယ်တွေတဲကဘယ်သူမှကိုယ့်အပေါ်အဖက်လောက်ကြမှာမဟုတ်ဘူး လူတွေရဲ့အမြင်ကိုပြောင်းလဲသွားအောင်ကို့အနေထားရဲ့အရေးပါမှုကိုဖော်ထုတ်ပြတတ်ရမယ်။လမ်းကျုပ်ဆက်ထွင်ပြီးကို့လောက်ကအရေးကြီးကြောင်ဟန်ဆောင်လုပ်ပြတတ်ရမယ်။လူတွေမှတ်မိအောင်လုပ်တတ်မှသူတို့ရဲ့အသည့်ထဲမှာကိုဟာအမတ်တရရှိပြီးအဖက်လုံမှာဖြစ်တယ်။အဖေကံဘဝအကျဉ်ခံဘဝလိလိယုရှုခံဘဝမှာနေရာကောင်းရဖို့မျှော်လင့်နေလို့ကတော့မျက်လုံးမပါတဲ့အကန့်တရမျက်စိပြောင်းမြင်နိုင်မှာပဲလို့မျှော်နေတယ်လို့မျိုးပဲ။စိတ်ကူးရင်ကောင်းရုံကလွှဲရင်လက်တွေအကျိုးမရှိဘူး။ နိုင်စင်အစိုးရလက်ထက်အင်ဖြူတော်မှာအရှုပ်ထွေးတွေဖြစ်ခဲ့တော့ဟင်နရီကစ်စင်ဂျာအနေနဲ့ဘာအန်ဒီယမမကြုံခဲ့ရပဲပရိပခဟူသမ ्या ကိုကြော်လွားနိုင်ခဲ့တယ်။နိုင်ငံရေးသမားကောင်ဖြစ်နေလို့ပြဿနာတွေကနေရှောင်ကွင်းနိုင်ခဲ့တာတော့မဟုတ်ပါဘူး။အဲ့ဒီလိုပဲနိုင်ငံရေးအရာအပြောကောင်ညှိနှိုင်းရေးကောင်းတဲ့သူဖြစ်နေလို့လည်းမဟုတ်ပါဘူး။သူထက်တော်တဲ့သူတွေမှအများကြီးရှိပါတယ်။နစ်စင်ရဲ့နိုင်ငံရေးမူဝါဒနဲ့နိုင်ငံရေးအမြင်တွေကို လက်ခံမုံချင်းတူညီခဲ့ကြလို့အစဉ်ပြေခဲ့တာလည်းမဟုတ်ပါဘူး။အမှန်တော့နစ်စင်နဲ့ဟင်နရီတို့ကအမြဲလိုလိုရန်ဖြစ်ခဲ့ကြတာပါ။ဒါဆိုရင်ဟင်နရီကစင်ကြားဘလို့လုပ်ပြီးအဲ့ဒီအရှုပ်ထွေးတွေရဲ့အန်တရယ်ကနေကြော်လွှားနိုင်ခဲ့တာလေ။အုပ်ချုပ်ရေးရန်တရားတဲ့ရှိရှိသမျှနိုင်ငံရေးဆိုင်ရာအခမ်းကဏ္ဍအတိုင်းနဲ့အစဉ်ပြေအောင်နေတတ်တိုင်တက်ခဲ့လို့ပါ။ဘယ်ဦးစီးဌာနမဆိုကစင်ကြားနဲ့အစဉ်ပြေနေခဲ့တယ်။ဌာနတိုင်းမှာ မိတ်ဆွေဖွဲ့ထားခဲ့ပြီးဌာနတိုင်းကနေမာမိတ်ရနေခဲ့လို့ပါ။ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ဌာနဆိုင်ရာလုပ်ငန်းစဉ်တွေမှာလည်းကိုယ်တိုင်ကိုယ်ကျအပဝင်ပူပေါင်းခဲ့တဲ့အတွက်ဘယ်ဌာနကမှကစ်စင်ကြနဲ့မလွတ်ပါဘူးကစ်စင်ကြကသူ့ရဲ့အနေထားကိုအုပ်ချုပ်ရေးရန်တရရဲ့အစိပ်ပိုင်းတိုင်းနဲ့ချိတ်ဆက်ထားနိုင်ခဲ့ပါတယ်အဲ့ဒီလိုမျိုးနေရာတိုင်းကသူ့လက်သူချင်းနဲ့မလွတ်မကင်းဖြစ်နေတာကပဲကစ်စင်ကြရဲ့ဝက်ဖဲနိုင်ဖဲဖြစ်နေခဲ့တာပါအဲ့ဒီလိုအကြောင်းရင်းခံနေကြောင်းနစ်စင်အနေနဲ့ကစ်စင်ကြကိုအမြင်ကက်ပင်မဲ့မောင်းထုတ်လို့မရခဲ့ပါဘူး။ဖိအားပေးလို့တောင်မရတော့တဲ့ အနေထားအတိဖြစ်သွားခဲ့ပါတယ်။ကေစင်းကြာနစ်စင်ရဲ့အုပ်ချုပ်ရေးအတွက်အပြန်အလှန်မီကို ရေးဆိုင်ရာနောက်ွယ်ကတော့ကြက်ကြီးဖြစ်ခဲ့ပါတယ်။အထူးတတိပိကျက်ကိုသခင်ကိုအရှင်ရဲ့အမိကိုမကင်းမှုဟာကိုအပေါ်ချစ်ခင်လေးစားမှုရှိလို့ဖြစ်လာတယ်လို့မထင်လိုက်ပါနဲ့။အမကြီးမှားပါလိမ့်မယ်။ဘသူမဆိုအဲ့ဒီလိုအနေထားမျိုးကိုယုံမုံကြတာကြီးပါပဲ။ခိုကိုကံပုံကိုဖြစ်နေခဲ့ရင်အာကိုအားထားနေသူအလုံးကကိုကိုမုံတိနေကြလိမ့်မယ်။ဒါပေမဲ့မာခီယာဖက်လီ ြောခဲ့တယ်လို့ပါပဲအချစ်ခံရတာတဲ့မုန်းခံရကြောက်ခံရတာကမှ တော်ပါသေးတယ်ဘာလို့လဲဆိုတော့အကြောက်တရားဆိုတာကထိန်းချုပ်ကင်တွယ်လို့ရပင်မဲ့ချစ်ချင်းမြတ်တာကြတော့ဘလို့မှထိန်းချုပ်လို့မရနိုင်ဘူးစိတ်ခံစားချက်တွေဆိုတာကအပြောင်းအလဲမြန်တဲ့အတွက်ချစ်တာတွေကြိုက်တာတွေယဉ်နီးခင်မင်တာတွေဟာအကြောင်းမျိုးမျိုးကြောင့်အချိန်မရွေးပြောင်းလဲသွားတတ်ပါတယ်အဲ့ဒီလိုအပြောင်းအလဲမြန်လို့လေလူတိုင်းမှာစိတ်မလုံခြုံမှုတွေရှိနေကြတာပါ ိုကိုချစ်လို့ခိုကက်ခံနေရတာထက်ကိုကိုကြောက်လို့အာကိုခံရတာကမှအဆင်ပြေပါသေးတယ်။ခိုကိုကံဖြစ်အောင်ကြိုးစားပါအချစ်ခံရလို့အာကိုတာထက်မလွဲတာလို့အာကိုခံရရင်ဘသူမှပြစ်ဖယ်ဖို့ကြိုးစားမှာမဟုတ်ပါဘူး။ရင်ငက်ပြေမှတော့ရေတွင်းကိုကြောက်ခိုင်းသွားတတ်ကြတာကြီးပါပဲ။အာကိုเสียမလို့တော့ရင်ယူကျိုးမှုနဲ့ယူသေးမှုတွေလည်းတခါတည်းပျောက်သွားတတ်တယ်။ဒါကြောင့်တဖက်သားရဲ့မျောလင်းချက်ကိုတစ်ချိန်တည်းပြည့်အောင်မဖြစ်စည်းလိုက်ပါနဲ့။ကျင်နဲ့သွားရင်ခြင်နဲ့ခတ်သွားကြမဲ့လူတွေကြီးပါပဲ။ အလိုရှိသူသာဖြစ်နေပါစေအစာထုတ်ခံဖြစ်ပါစေနဲ့